ကျေးဇူးတော်နဲ့ညီတက်ချင်းရှိပါစေ။ယနေ့ပြန်လည်ဝင်ကားလို့တဲ့အကြောင်းအရာကရှမတဲခရစ်ဝင်ကျမ်းခန်းကြီးခုနှစ်အငယ်၁၂မှာပါတဲ့ကိုနိုင်သူတပါပြုစေလို့တမျှအတိုင်းသူတပါ၌ပြုကြလောတဲ့ကျွန်တော်ဓမ္မပညာစီးပူးနေတဲ့အချိန်ခါတမျှမှာဓမ္မတက်ကရူចောင်းပေါင်းဆောင် ောလုံးပြိုင်ပွဲလုပ်တဲ့အခါမှာဘောလုံးမကန်ခင်မှာဆရာသမားတွေကကျွန်တော်တို့ကိုမာတယ်မင်းတို့ဓမဟောင်းလို့မကန်နဲ့ဓမတိလို့ကန်ကြလို့မာလေးရှိပါတယ်ဓမဟောင်းပညာချက်ဆိုတာကရှင်မတ်တဲခရစ်ဝင်ကျမ်းခန်းကြီးငါငွေ38အရသူမျက်စိကိုဖြက်လင်ကိုမျက်စိပြက်ချင်းကိုခံစေသူ့တွားကိုချိုးလင် ကိုသွားချိုးခြင်းကိုခံစီလို့ပြညတ်ထားပါတယ်ဆိုလိုတာကဘလောကနေနဲ့ကိုကိုတထောင်နဲ့တွဲ့ရင်ကိုကတထောင်နဲ့ပြန်တွဲ့မယ်ကိုကိုခြေထိုးရင်ကိုကပြန်ခြေထိုးမယ်ကိုကိုရိုက်ရင်ကိုကပြန်ရိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဓမ္မတိကတော့ဒီလိုမဟုတ်ပါဘူးဓမ္မတိတရားကခရစ်တော်ရဲ့တရားဖြစ်ပါတယ်ရှမတဲခရစ်ယာန်ကျမ်းခန်းကြီး9ငွေ39နဲ့40နှစ်မှာတင်းပါးတစ်ဖက်ကို သူတပါးပုတ်လင် ါတစ်ဖက်ကိုလဲ့၍ပေးဥလောတင့်အင်းကြီးကိုယူလို၍တရားတွေ့တော်တူအားတစ်ဝုလုံကိုလည်းယူစေခြင်းကအခွင့်ပေးလော့အကျဉ်တူသည်တင့်ကိုအနိုင်ပြု၍ခီးတတိုင်းတွားစေထိုတူနှင့်တကွနှစ်တိုင်းတွားဥလော့တောင်းတော်တူအားပေးလော့ချင်းငါလူတော်တူအားလည်းမငင်းမပယ်နဲ့ဒါခရစ်တော်ရဲ့တရားပဲဖြစ်ပါတယ်ခရစ်တော်ရဲ့တရားကတော့ကိုယ့်ကိုယ်တထောင်နဲ့လာတွေ့ရင်လည်း မေတ္တာနဲ့ခွင့်လို့ရမယ်ကိုကိုခြေထိုးရင်လည်းပဲတီးခံရမယ်ကိုကိုလာပြီးမှရိုက်ရင်လည်းတီးခံရမယ်ဆိုတဲ့သဘောတရားဖြစ်ပါတယ်ဒီကျမ်းစာမှာဖော်ပြတာက ကိုနိုင်သူတပါပြုစေလိုတိအတိုင်းလို့ရေးထားတာပါကိုနိုင်သူတပါပြုတိအတိုင်းပြုကြလောလို့ရေးထားတာချင်းမဟုတ်ပါ ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ရဲ့တက်တာကို ပြန်ကြည့်တဲ့အခါမှာလောကမှာတက်ရှင်သွားလာတဲ့အခါမှာကိုယ့်ကိုမတရားလုပ်တဲ့သူတွေကိုပြန်ပြီးမှတရားဆွဲကြတယ်ထောင်ကြောင်လှုပ်ကြတယ်ဒါလောကရဲ့ဓမ္မတာပဲဖြစ်ပါတယ်လောကီတရားတွေဖြစ်ပါတယ်ဒီနေ့ခရစ်တော်ဟောတဲ့တရားကတော့လောကုတ္တရာတရားဖြစ်တယ်တနည်းအားဖြင့်လောကလွန်တရားလို့လည်းခေါ်ကြပါတယ် ခရိယန်တွေလက်တွတ်နေတဲ့တရားကလောကကိုလွန်သွားတဲ့လောကီလွန်တရားဖြစ်ပါလားလောကတရားရသူများကကိုယ်ပ္ပံကိုနိုင်ကိုပြန်နိုင်မယ်ကိုယ်ကိုလာပြီးမှ ထိုးရင်ကိုပြန်ထိုးမယ်ဒါလောကရဲ့တရားဖြစ်ပါဒါပေမဲ့ခရစ်တော်ရဲ့တရားကဒီလိုမဟုတ်ပါဘူးကိုယ်ပါးကိုလာရရင်နောက်တစ်ဖက်ကိုလဲ့ပေးလို့ပြောပါတယ် လောကီတရားထက်လွန်နေတာတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ခရိယန်တွေအသက်တာမှာလည်းပဲအသက်ရှင်တဲ့အခါမှာလောကလူသားနီးတူမဟုတ်ဘဲနဲ့ခရစ်တော်နီးတူတာဖြစ်တဲ့လေလို့ကျမ်းစာကတုံတင်လက်ရှိပါတယ်။သူတစ်ပါးကို ကိုပြုတဲ့အတိုင်းကိုပြန်ပြုရင်တော့လောကတရားပဲဖြစ်ပါတယ်။ဒါပေမဲ့ကျမ်းစာမှာကတော့ကျွန်တော်တို့ကို ူတပားပြုစေလို့ဒီအတိုင်းလို့ရေးထားပါတယ်ဒီစကားဟာအင်မတန်မှပဲတန်ဖိုးရှိပါတယ်ဒီနေ့ကျွန်တော်တို့ကိုတူတပားကလေးစားစေခြင်းကျွန်တော်တို့တူတပားကိုကျွန်တော်လေးစားရပါမယ်ကျွန်တော်တို့ကိုချစ်စေခြင်းကျွန်တော်တို့ကလည်းတူတပားကိုချစ်ရပါမယ်ကျွန်တော်တို့ကိုတူတပားကကူညီမဆမှုကိုပေးစေခြင်းကျွန်တော်တို့ကိုယ်တိုင်ကလည်းတူတပားကိုကူညီမဆမှုကို ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ရဲ့ဘဝတက်တာတစ်ချောက်လုံးကိုရှောက်လန်းတဲ့အခါမှာဒီနေ့ခရစ်တော်ကကျွန်တော်တို့ကိုဘာပြောလဲဆိုလို့ရှိရင်မိမိ၌သူတပါးပြုစေလိုသည်။အတိုင်းသူတပါးကိုပြုဖို့ဖြစ်တော်ကကျွန်တော်တို့ကိုတွန့်တင်နေခြင်းပဲဖြစ်တယ်။ကျွန်တော်တို့ကိုလာကျွေးမွေးတဲ့လူတွေကျွန်တော်တို့ကိုလာချီးမြှောက်တဲ့လူတွေရှိရင် ီလောကမှာမကြိုက်တဲ့သူတယောက်မှမရှိပါဘူး။ထုံနီတူစာပဲကျွန်တော်တို့ကချီးမြှောက်မှုကိုကြိုက်တယ်ဆိုရင်သူတပားကိုလည်းကျွန်တော်တို့ချီးမြှောက်ရမယ်။ကျွန်တော်တို့ကိုလာပြီးကျွေးမွေးတာကိုလို့ချင်းကျွန်တော်တို့လည်းသူတပားတူကိုကျွေးမွေးရမှာဖြစ်ပါပဲ။ခါကြရင်ကျွန်တော်တို့ဘဝတက်တာမှာရှောက်လန်းတဲ့အခါမှာသူကတော့ငါကိုလှုပ်လို့ငါပြန်လှုပ်ရတယ်။သူကတော့ငါကိုလာပြီးမှချင်းချောက်လို့ငါပြန်ချင်းချောက်ရတယ်ဆိုတော့စကားတွေနဲ့ကျွန်တော်တို့ တွာလာတတ်ကြပဲဒါပေမဲ့တမချန်းစာမှာကတော့ဒီလိုမဟုတ်ပါဘူးရှင်မတဲခရစ်ချန်းခန်းကြီးခုနှစ်အငယ်တက်မှာတင်းတို့ဒီစစ်ကြောဆုံးဖြတ်ခြင်းနဲ့ကင်းလို့ရမိအကြောင်းသူတပားဤအမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနဲ့တဲ့ဒီခါလေးကျွန်တော်တို့ကသူတပားရဲ့မျက်စိထဲမှာရှိတဲ့ညောင်ငယ်လေးကိုတွေ့တယ်ကျွန်တော်တို့ရဲ့မျက်စိမှာရှိနေတဲ့တန်ခြင်းကိုကျွန်တော်တို့မတွေ့ဘူး ဒီနေ့ခရစ်တော်ကဘာပြောလဲဆိုတော့ကျွန်တော်တို့မျက်စိမှာရှိနေတဲ့တန်ခြင်းကိုအင်းဆုံးထုတ်ထုတ်ပြီးမှသူတစ်ပါးရဲ့မျက်စိမှာရှိတဲ့ညောင့်ငယ်ကိုထုတ်ဖို့ဒီနေ့ကျွန်တော်တို့ကိုတုံတင်လက်ရှိပါတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ဒီတရားဟာခရိယန်တွေရဲ့တရားရဲ့အချုပ်ပဲဖြစ်ပါတယ်။ကိုကကောင်းကောင်းစားခြင်းသူ့ကိုလည်းကောင်းကောင်းစားစေပါ။ခရစ်တော်တရားကနှစ်ခုရှိရင် တခုကိုပေးလိုက်ပါကိုလည်းတခုစားမယ်သူလည်းတခုစားမယ်တခါကလေးမဟုတ်ဘူးနှစ်ခုရှိရနှစ်ခုလုံးကျွန်တော်တို့စားတဲ့အခါမှာသူကမစားရဘဲနဲ့ထိုင်နေရဒီလိုမဟုတ်ပါသူလည်းစားစီကိုလည်းစားစီဖြစ်ရပါမယ်လောကကြီးမှာသူလည်းအေးချမ်းမယ်ကိုလည်းဘာမှပြဿနာမရှိရင်အကောင်းဆုံးပါပဲခရစ်တော်ရဲ့တရားကလောကကြီးရဲ့ငြိမ်းချမ်းရေးတရားဖြစ်ပါတယ် ကိုနိုင်ငံအေးချမ်းစေခြင်းသူနိုင်ငံကိုလည်းအေးချမ်းစေပါကိုရဲ့မိသားစုပျော်ရွှင်မှုရှိစေခြင်းတို့သူမိသားစုကလည်းပျော်ရွှင်မှု ရှိဖို့အတွက် အမတမပင်အရေးကြီးပါတယ်ဒါကြောင့်မို့ခရစ်တော်ရဲ့တရားဟာလောကပါလာတရားဖြစ်တယ်လို့ကဘာကြီးငိမ့်ချအောင်အတ္တမမှုကင်ဝေးအောင်ညီညွတ်မြတ်တာအောင်တောင်းတဲ့တရားဖေးမှရိုင်းပင်ကူညီပြီးမှ ကျွန်တော်အသက်ရှင်သွားလာကြပါစို့ ိုနိုင်သူတပားပြုစီလို့တို့များအတိုင်းသူပားကိုလည်းကျွန်တော်တို့ထုံနီးတူပြုကြပါစို့